ဒါနဲ့ဆက်ပြီးတော့ဝတ္ထုတခုပြောမယ်။မှတ်เสียရလေမို့လို့အားလုံးမှတ်ရအောင်။အဲဘုန်းကြီးတို့တောင်မြုပ်ပါပဲ။အနည်းပါပါဘုန်းကြီးတို့အရင်ကဟိုတရားကူးပြီးတော့ဟိုဘက်မှာကျောင်းတိုက်တိုက်ရှိပါတယ်။တောင်နမန်တိုက်လို့ခေါ်ပါတယ်။အဲ့ဒီကျောင်းတကာကျောင်းအမကြီးတွေကအဲ့မနောက်သူတော်ကောင်းတယ်ကျောင်းတကာကြီးကစောကြီးဆုံးတဲ့လက္ခဏာရှိတယ်။ကျောင်းအမကြီးကအဲ့မနောက်သူတော်ကောင်းတယ်။သူတော်ကောင်းတော့ကျောင်းလေးဆောက်တယ်။ လူကကြလို့ရင်ရေချမ်းဦးတွေလည်းရေကြီးဦးတွေလည်းတည်တယ်အများတောက်ဖို့ဒီလိုတော့တန်းတဲ့သူ့ကိုကျောင်းအမကြီးဆိုတဲ့နာမည်နဲ့ရေချမ်းအမကြီးဆိုတာကအဲနာမည်တွင်းနေတယ်။နောက်ဒီတကမကြီးဆုံးသွားတယ်။ဆုံးသွားတော့အဲပထမဒီအတုပမီးပါပြည့်တဲ့နေရာမှာကုသိုလ်တွေပြုတယ်။နောက်တကဒီရက်လက်ဆုံးဆိုပြီးတော့ ကျွေးတယ်ပြီးတော့ကခုနကသူ့ကိုယ်ပဲဆရာတော်ကြီးကကြွလာပြီးတော့ခုနကဒီတရားတွေပါတယ်ခေါ်တယ်ပြီးတော့အလူဒါနတွေကိုဗမာပြောရေဆက်ချတယ်ဆိုပါတော့ပေါ့ရေဆက်ချပြီးတော့အမြဝေကြတယ်အဲ့ဒီတော့အမြဝေပြီးတော့ဆရာတော်ကြီးပြန်သွားတယ်ပြန်သွားတော့ဘုန်းကြီးကနားမှာတရားရှိတယ်မဟုတ်လားပြန်မှုတယ်တရားတရားတော်တော်သွားမိတဲ့အခါကျတော့ဆရာတော်ကြီးကဆရာတော်ကြီးကလို့အဲတို့เจ้าမကြီးတော်မလားဟုတ်ကဲ့ခင်ဗျာဟုတ်တယ်ခင်ဗျာ ဘာဖြစ်နေတုန်းကိုတပိတော့သေကဏီမှာဆွေမျိုးတွေကတားရသမီးတွေကပေါ့လေငိုရလို့သေကဏီနော်ငိုရလို့သူတို့ကိုဆွဲလန်းသွားပြီးတော့တတိတော့တဆေပိတ်တာဖြစ်နေတယ်ခရာကျောင်းမကြီးအမနာကူတော်ကောင်းကြီးတဆေပိတ်တာဖြစ်နေတယ်ခရာဒီပြင်းကြိုက်မှာလှူကြတန်းကြတုန်းကတပိတော့ဘာမှမသိလိုက်ပါဘူးတဆေတပိတော့အဖေါ်တဆေတွေကယူရီကွန်တောင်ခေါ်သွားလို့တပိတော့ဘာမှမသိလိုက်ရပါဘူးတဲ့ တဆေရရအမှန်ညစ်တယ်ဒီလိုကိုရှိတဲ့ရှိကြောင်းမှကြီးလာလို့လာလို့ရှိရင်ဟိုကအဲဆွန်ဟာဆွန်တော့ကြဘာလို့ကြအဲဒီအဲ့လိုကြွေးရမွေးရဆိုသူကလည်းစားရတော့မှမဟုတ်လားဒီလိုကိုရှိတဲ့ရှိတဆေကိုကျွတ်တော့မှသိဆိုတယ်ပြိတာပေါ့လေကျွတ်တော့မှသိဆိုတယ်ဒါရေကုန်တော့ခေါ်ကြရတယ်ဒီလိုသဘောချင်းတဲ့ကိုကြီးကရေကုန်တော့တက်တက်ကိုခေါ်ကြတာတက်တက်ကိုခေါ်ကြတယ်ဒီဟာလူတန်းနေဘာမှမသိရှာကြဘူးတော့ကနေ့တော့သူကဟိုသူတို့မခေါ်ခင်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့လေ ဒီမှာဒီဆုံးတော့မယ်လို့ဆိုတော့ကဒီဟိုကလည်းအမေကြွပါဘာဘာဖိတ်ရင်လည်းဖိတ်မှာပေါ့လေအဲ့ဒါသူရောက်တဲ့အနာရကနေ့တော့ဗျာဆရာတော်ဗျာဟောတော်မူတဲ့တရားတွေလည်းကြားရပါတယ်နားရပါတယ်အဖျားလည်းရပါတယ်ဗျာတပည့်တော်ခုပဲပြတ်တယ်ဗျာတော့အတန်ပြတ်သွားတာလေဒီတော့ဒီအမြတ်ဝေတာကအကျိုးရှိတဲ့သူမှာတော့သိရှိတယ်အကျိုးမရှိတဲ့သူတွေတော့မရှိပါဘူးဝိညာဉ်တန်ကြီးအမြတ်ဝေပြီးတော့တငူကိုတည်ကြီးနဲ့ဒီအမြတ်ဝေစိတ်ကလည်းမပတယ်ပါ ပြီးတော့ဒါလည်းမဟုတ်သမီးလည်းမဟုတ်သူတွေကဝင်ပြီးတော့အမြဲဝေးသူကလည်းစိတ်ချမ်းသာခြင်းမှချမ်းသာမယ်တကယ်လို့ဖိတ်တာဖြစ်နေရပေါ့လေသူကလည်းအိတ်တာမဖြစ်လို့လူပေါင်းရရောက်နေလို့လူဝင်စားလူထဲမှာဝင်စားနေတယ်ပဲဒီအမြဲတည်းပို့ပါပဲမရပါဘူးဒါကြောင့်ခွန်ကြီးကအမြဲဝေးတယ်ဆိုတဲ့ဥစ္စာလည်းပဲအခြေအနေကြည့်ပြီးတော့ပေါ့လေအမြဲဝေးကြပါပြီးတော့တန်ခါကိုလှူပြီးတော့မှအမြဲဝေးပါကိုယ်ကိုယ်တပတ်လူရဲ့ကိုယ်ကျောင်းတဲ့ခွန်ကြီးကဟန်မြမခံပါပါအဲ့ဒါကြောင့်မို့လို့ပုဂ္ဂိုလ်ကိုမရွေးပါနဲ့တန်ခါကတည်းမှဆိုပြီးမှအမြဲဝေးကြပါလို့ ဘုန်းကြီးကပြောလို့ရှိတယ်ကဲအမြဝေအမြရမရရတဲ့လူရတယ်မရတဲ့လူမရဘူး